င်္ဂလာပါရှင်။2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အေရီပါရှင်။ပြမောက်ဆုံးအနေနဲ့အမြသားညီညွတ်ရဲ့အစိုးရကနေပြီးတော့ဒီဝါလီတိပါဝလီပွဲတော်အတွက်သဝင်လွှာပေးပို့ခဲ့တဲ့သတင်းနဲ့စတင်ချင်ပါတယ်။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ဟာဟိန္ဒူဘာသာဝင်တွေအတွက်အထူးမြတ်နိုးဖွယ်ရာဒီပါဝလီဒီဝါလီပွဲတော်နေ့ဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမတူ क्वे ပြတဲ့ဘာသာတရားတွေအတူရှင်တွဲရှင်သန်နေမှုကိုထင်ရှားစေတဲ့အမှတ်အသားတစ်ခုလည်းဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့တဲ့သဝင်လွှာမှာဖော်ပြထားပါတယ်။ ဒီပါဝလီဟာတက္ကတဘာသာစကားမှာဒီပစီမီဓမ္မမဟုတ်အလင်းရောင်နဲ့ဝလီစီတန်းထားခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့စီမီတွေထွန်းညိပူဇော်တဲ့ထုံနှံတရဖြစ်ပြီးအဲဒီစီမီထွန်းညိခြင်းဟာအမှောင်ကိုဖယ်ရှားပြီးအလင်းရောင်ရရှိခြင်းအစိုးအညံ့ကနေအကောင်းမြတ်ကိုပြန်လည်ရောက်ရှိခြင်းနဲ့စိတ်ပြတ်အားငယ်မှုတွေကနေမျောလင်းခြင်းနဲ့ပျော်ရွှင်မှုကိုရောက်ရှိခြင်းကိုကိုးစားပြုတယ်လို့ဖော်ပြထားပါတယ်။ ဒါပြင်ဒီပါဝလီဟာတနေရာနဲ့တနေရာကွဲပြားနေတဲ့မိသားစုတွေပြန်လည်ဆုံစည်းကဝမ်းမြောက်ဖွယ်ရအချိန်တွေကိုဖန်တီးပြီးတဲ့နေလူနေမြတ်တစ်ခုလည်းဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့အခုအခါမှာတော့အကြမ်းဖက်စစ်အုပ်စုဟာနိုင်ငံတဝန်အရက်သားပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်နေပြီးကျောင်းတွေ၊ဆေးရုံတွေ၊လူနေအိမ်တွေနဲ့ဘာသာရေးအဆောက်အုံတွေကိုပါဘုံကျဲဖျက်ဆီးလျက်ရှိတဲ့လုပ်ရည်တွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်တွေထိခိုက်ပျက်စီးနေရတဲ့အပြင်စစ်မှုထမ်းအုပ်တွေအကြောင်းပြချက်နဲ့ဖမ်းဆီးတာ၊သွာလာမှုကန့်သက်တာတွေနဲ့တရားမဲ့ဖမ်းဆီးမှုတွေကြောင့်လုံခြုံရေးဆိုင်ရာချိန်ချောက်မှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့သတင်းလောမှာဖော်ပြထားပါတယ်။ အကြမ်းဖက်ဆဲအုပ်စုရဲ့အာဏာသိမ်းမှုကလေးကမြန်မာနိုင်ငံသားတွေရဲ့လုံခြုံငြိမ်းချမ်းမှုတွေဆုံးရှုံးခဲ့ရပြီးအထူးသဖြင့်လူငယ်မျိုးဆက်တည်းရဲ့အနာဂတ်မျှော်လင့်ချက်တွေနဲ့အိမ်မက်တွေမိမိန်ပျောက်ကွယ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီဝါလီဒီပါဝလီပွဲတော်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီက မြန်မာနိုင်ငံသားတွေဆုံးရှုံးခဲ့ရတဲ့လုံခြုံငြိမ်းချမ်းမှုနဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေပြန်လည်ရှင်သန်လာရေး၊ကွဲပြားနေတဲ့မိသားစုတွေပြန်လည်ဆုံစည်းနိုင်ရေးနဲ့ဆရာနာရှင်စနစ်ခြုံငိမ့်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက်တော်လှန်ရေးမှာပါဝင်နေတဲ့တိုင်းရင်းသားပြည်သူတွေအောင်မြင်မှုရရှိဖို့စုမုံကောင်းတောင်းပေးထားပါတယ်။ဒါပြင်ပြည်တော်စုဘွားဟိန္ဒူဘာသာဝင်တွေအားလုံးစိတ်ကျမ်းမာကိုချမ်းသာပြီးဘေးရန်ကင်းရှင်ကအစိုးအညံ့တွေပပျောက်လို့အကောင်းမြတ်တွေရရှိနိုင်စေဖို့တဝင်းလောမှာဆုတောင်းပေးထားပါတယ်ရှင်။ အခုဆက်လက်ပြီးမြန်မာလူတော်ကိုယ်စားလှယ်အဖွဲ့ဒုတိယကောင်ဆောင် ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင် IPU ညီလာခံမှာမိကွန်းပြောကြားခဲ့တဲ့အကြောင်းအရာကိုဆက်ချင်ပါတယ်။ဆူဇလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပပြုလုပ်နေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာ မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကအကြက်တဲကာလများတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုထိမ့်သိမ့်ကာကွယ်ရန်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ဆောင်ချက်များကိုထောက်ပံ့ရန်ခေါင်းစဉ်ဖြင့်အထွေထွေဆွေးနွေးပွဲမှာအောက်တိုဘာလ22ရက်နေ့မနက်ပိုင်းကမိကုံပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကမိကွန်းပြောကြားရမှာမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုအပြီးစစ်တပ်ကကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုထောက်ပြပြီးနိုင်ငံတကာလွှတ်တော်တွေကိုစစ်တပ်ရဲ့မတမာတဲ့ရွေးကောက်ပွဲတွေကိုလက်မခံဘူးနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးခေါင်းဆောင်တွေအထူးသဖြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတအိုးဝင်းမြင့်တို့ကိုချက်ချင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ကျွန်ုပ်သည်မြန်မာနိုင်ငံပြည်သူများကိုစားဒီမိုကရေစီအရရွေးကောက်တင်မြှောက်ခြင်းခံရသောပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH မှတဆင့်ကျွန်ုပ်တို့အားပေးအပ်ထားသော လူမှုရေးတရားဝင်အခွင့်အာဏာကိုဆက်လက်ထိန်းသိမ်းရင်းတင်းနှိုးရှိရင်ရည်တည်နေပါတယ်လို့ဝန်ကြီးကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးမြန်မာနိုင်ငံမှာပြည်တွင်းနေရဲ့စွန့်ခွာသူဥယျာ3.59%တန်းကျော်ကိုမြင့်တက်လာပြီးဆက်ရနာသိမ်းမှုကအဓိကဖြစ်တယ်လို့မြန်မာသံမကြီးထောက်ပြခဲ့တဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီမှာ ပြည်ရင်းနေရဲ့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေ internally displaced persons IDPs ဆိုင်ရာဆွေးနွေးပွဲတစ်ခုကိုကျင်းပခဲ့ပြီးအဆိုပါဆွေးနွေးပွဲမှာမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းက2021ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ဆရာနာသိမ်းမှုကြောင့်မြန်မာပြည်သူတွေဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေစနစ်တကျညှဉ်းပန်းနှိပ်စက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အရက်သားတွေပေါ်လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရတယ်လို့ပြောကြားဆွေးနွေးခဲ့ပါတယ်။ UNHCR ရဲ့အချက်အလက်တွေအရ2025ခုနှစ်အောက်တိုဘာလ17ရက်အထိမြန်မာနိုင်ငံမှာပြည်တွင်းနေရဲ့စွန့်ခွာသူဦးရေ3.5သန်းကျော်ရှိလာခဲ့ပြီးအဲ့ဒီလူဦးရေဟာပြီးခဲ့တဲ့၄နှစ်ကျော်အတွင်းတိတိတသားမြင့်တက်လာခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။စေအုပ်စုရဲ့တိုက်ခိုက်မှုတွေဖမ်းဆီးနှိပ်စက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုကန့်သက်ဟန်တားမှုတွေကြောင့် IDP တွေဟာတဲရီဒါမှမဟုတ်မြေလူနေရာတွေမှာနေထိုင်နေရပြီးစားနပ်ရိက္ခာ၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့တန့်ရှင်းတဲ့ရေကဲ့သို့သောအခြေခံလိုအပ်ချက်တွေကိုတော့ အကန့်အသတ်နေတာရရှိနေကြတယ်လို့ဆိုခဲ့ပါတယ်။ဥကြုံမထုံကစေအုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုတွေဟာစာတင်ချောင်းတွေစေယုံတွေဘာသာရေးအဆောက်အုံတွေနဲ့ IDP စခန်းတွေကိုပါပိတ်မှတ်ထားလျက်ရှိတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ဒါ့အပြင်၎င်းကစေအုပ်စုရဲ့မတရားအာဏာသိမ်းမှုဟာ IDP ဥယျာဉ်မြင့်တက်လာခြင်းနဲ့အခြေအနေဆိုးရွားလာခြင်းရဲ့အဓိကစိမ့်မြစ်ဖြစ်တယ်လို့အလေးထားပြောကြားခဲ့ပါတယ်။နိုင်ငံရအတိုင်းဝန်အနေနဲ့စေအုပ်စုပေါ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမပြုတ်လုပ်နိုင်ဘူးဆိုရင်တော့ IDP ဥယျာဉ်ကဆက်လက်မြင့်တက်လာမှာဖြစ်ပြီး ၎င်းတို့ရဲ့နေစဉ်ဘဝအခြေအနေတွေဟာလည်းပုံမှန်ဆိုးရလာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။တမ်မတ်ကြီးကဆေးအုပ်စုကပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုမရှိဘဲအကြမ်းဖက်မှုတွေကိုပုံမှန်ဖြစ်ပေါ်စေပြီး IDP တွေအပါအဝင်အရက်သားတွေရဲ့ဒုက္ခဆင်းရဲကိုတိုးဝါစေမှာဖြစ်တဲ့ကြောင်းလည်းထောက်ပြခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာအတိုင်းအဝန်းကိုအဆိုပါရွေးကောက်ပွဲကိုဝိုင်းဝန်းကန့်ကွက်ဖို့နဲ့ IDP တွေရဲ့အခွင့်အရေးနဲ့ဘဝလုံခြုံမှုကိုကာကွယ်ဖို့စူပေါင်းလှုံ့ဆော်ပေးရန် အထူးအစီရင်ခံစာတင်သွင်းသူအောင်အဖွဲ့ဝင်နိုင်ငံတွေကိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလှုံ့ဆော်ဖို့လမ်းပြပေးဖို့နဲ့တောင်းဆိုပေးဖို့ကိုလည်းတိုက်တွန်းခဲ့တယ်လို့သိရှိရပါတယ်ရှင်။အခုတခါဗြိတိရှ်တန်ယုံအကြီးအကဲကမြန်မာနိုင်ငံဆိုင်ရာပထမဆုံးအတွေ့အကြုံအနေနဲ့ UK အစိုးရရဲ့ဂရီကဝတ်တွေကိုထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းအရာကိုတင်ပြပေးပါဦးမယ်။ ရန်ကုန်မြို့မှာရှိတဲ့ပြည်ထောင်စုတန်ယုံရဲ့ယာယီတန်ယုံအကြီးအကဲ Mr. Andrew Jackson ဟာမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်ချိန်နှစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပြီး၎င်းက၎င်းရဲ့ပထမဆုံးအတွေ့အကြုံတွေနဲ့မြန်မာနိုင်ငံအပေါ် UK အစိုးရရဲ့ဂရီကဝတ်တွေကိုဗီဒီယိုသတင်းစကားတစ်ခုကနေတဆင့်အောက်တိုဘာလ22ရက်နေ့မှာထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ Mr. Andrew ကမြန်မာနိုင်ငံတဝမ်းမှာဖြစ်ပွားနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းထန်စွာရှုံချကြောင်းအလေးထားပြောကြားခဲ့ပါတယ်။ ကျွန်တော်အနေနဲ့လာမယ့်ရသက်တပတ်ဒီမှာတက်နိုင်တဲ့မြလူများများနဲ့စကားပြောနားထောင်ရင်းနဲ့မြန်မာနိုင်ငံအကြောင်းပုံမှုသိချင်ပါတယ်မြန်မာနိုင်ငံရဲ့အကျွဲဝါးတွေမတူကွဲပြားမှုတွေအကြောင်းပုံမှုသိရှိဖို့နဲ့ UK အစိုးရအနေနဲ့မြန်မာပြည်သူတွေမျှော်မှန်းတဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက်ဘလို့အကောင်းဆုံးပံ့ပိုးပေးနိုင်မလဲဆိုတာကိုနားလည်သဘောပေါက်နိုင်ဖို့ဖြစ်ပါတယ်လို့သတင်းစကားပါခဲ့တာပဲဖြစ်ပါတယ်ရှင်တော်လည်းရဲဘော်တွေပါတရှိလိုက်နာတင်ကြောင်းနဲ့ကဏအတီးတီးကခေါင်းဆောင်တွေပါတိထားတင်ကြောင်း WCP တင်နန်းတွေကြည်ကြဲပြည့်မြန်ပြုလုပ်ပေးဖို့ကံကောမြို့နယ်ကတင်နန်းသားတွေကတောင်းဆိုတဲ့အကြောင်းအရာကိုပြောပြပေးအောင်မှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်အတွင်းမှာပြည်ပခအတွင်းအမျိုးသမီးနဲ့ကလေးတငယ်တွေကာကွယ်စောင့်ရှောက်ရေး WCP တင်နန်းကိုအောက်တိုဘာလအတွင်းမှာပြုလုပ်ခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။တင်နန်းတွင်ပို့ချချက်တွေကိုတော်လှန်ရေးအတွင်းကရဲဘော်တွေပါလေးစားလိုက်နာတင်တယ်လို့ဒေတာရင်းကဖားသားရေးလူမှုရေးကျန်းမာရေးပညာရေးခေါင်းဆောင်တွေပါတည်ထားတဲ့အကြောင်းကိုတင်နန်းအပြီးမှာမှတ်ချက်ပြုပြောကြားခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင်အခုလိုတင်နန်းတွေဟာဒေါ်လာရေးစိတ်တက်ကိုမြင်မားစေတယ်လို့လည်းမှတ်ချက်ပြုခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူမကွေးတိုင်းဒေသကြီးကံကောမြို့နယ်မှာပြည်ပခအတွင်းအမျိုးသမီးနဲ့ကလေးတငယ်တွေကာကွယ်စောင့်ရှောက်ရေး WCP တင်နန်းကိုစက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာပြုလုပ်ခဲ့ပြီးဒီလိုတင်နန်းတွေကြည်ကြဲပြန့်ပြန့်ပြုလုပ်ပေးဖို့တင်နန်းတက်ရောက်လာသူတွေကတောင်းဆိုခဲ့ကြတယ်လို့အသိပေးထားပါတယ်။ လူအခွင့်အရေးအကြောင်းအရာတွေနဲ့အမျိုးသမီးနဲ့ကလေးငယ်တွေကိုအကြမ်းဖက်မှုပုံစံအမျိုးမျိုးကိုပိုသိရှိခဲ့ရပါတယ်။လက်ရှိကာလမှာလည်းချိုးဖောက်ကျူးလွန်မှုတွေအများကြီးတွေ့နေရတဲ့အတွက်ဒီလိုတင်တန်းတွေကြေကြေပြန့်ပြန့်ဆောင်ရွက်ပေးစီလိုပါတယ်လို့တင်တန်းသားတအုပ်ကမှတ်ချက်ပြုပြောကြားခဲ့တယ်လို့သိရပါတယ်။တင်တန်းမှာတော့လက်နက်ကင်ပြိပခါအတွင်းကလေးငယ်တွေရဲ့အခြေအနေ Children in Armed Conflict ကလေးအခွင့်ရေး child rights ကလေးတငယ်ကာကွယ်ဆောင်ရှားမှု child protection ဂျန်နာအခြေပြုအကြံဖတ်မှုများ gender based violence ကလေးတငယ်များအပေါ်ချိုးဖောက်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှု6ရက်ဖြစ်တဲ့တပ်ဖြတ်ခြင်းကိုယ်လက်အင်္ဂါပြက်စီးစေခြင်းလိင်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတက်သားဆူဆောင်ခြင်းစတဲ့အချက်တွေပြိပခအခြေအနေမှာဖြစ်ပေါ်လာတဲ့လိင်ပိုင်းဆိုင်ရာအကြံဖတ်မှု CRSV conflict related sexual violence တွေနဲ့ ီအချက်တွေနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားတဲ့ဥပဒေတွေအကြောင်းကိုဆွေးနွေးပူးခြားခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ဆလဘီတိုက်ပွဲအတွင်းပျက်စီးသွားတဲ့တန်းလျှောက်ခံရွာကဒေသခံတွေအတွက်နေအိမ်132လုံးနဲ့ဗလီ3လုံးကို ULAA ကပြန်လည်တိစောက်ပေးနေတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြပေးပါဦးမယ်။အရခဒေသမောင်နှောခိုင်ဘူတီတောင်မြို့နယ်တန်းလျှောက်ခံဟိုယတာရီကျေးရွာမှာပြီးခဲ့တဲ့2024ခုနှစ်မြို့သိမ်းတိုက်ပွဲအတွင်းပျက်စီးသွားခဲ့တဲ့နေအိမ်တွေနဲ့ဗလီ3လုံးကို ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAE ကပြန်လည်တိစောက်ပေးနေတယ်လို့ One Nation News ကဖော်ပြထားပါတယ်။တိုက်ပွဲတွင်ပျက်စီးသွားခဲ့တဲ့မွတ်စလင်ဘာသာဝင်အိမ်အောင်စု132စုအတွက်နေအိမ်132လုံးနဲ့ဗလီတစ်ခုကိုမူလရွာဟောင်းနေရာမှာမဟုတ်ဘဲဗုဒ္ဓတော်မြို့နယ်အတွင်းကနေရာသစ်တစ်ခုမှာတန်းလျှောက်ခံရွာသစ်အားပြန်လည်တိစောက်ပေးနေတာလို့ဆိုပါတယ်။အဆိုပါအိမ်တွေဆောက်လုပ်ရမှာအုံသစ်ဝါးတွေလုံလောက်မှုမရှိတာကြောင့်အိမ်၁၀၀ဆောင်ကိုပဲဆောက်လုပ်နိုင်သေးတာဖြစ်ပြီးအလုံးပြည့်စုံနိုင်မှုအတွက်သစ်ဝါးတွေစုဆောင်ပြီးဆောက်လုပ်နေစေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိတန်းလျှောက်ခံရွာသစ်မှာနေထိုင်နေတဲ့မွတ်စလင်အိမ်ဆောင်စု130စုရှိပြီးစုစုပေါင်းလူဦးရေ800ကျော်ခန့်နေထိုင်နေတယ်လို့ဆိုပါတယ်။တန်းလျှောက်ခံကြေးရွာမှာ2019သကောင်စဉ်အရလူဦးရေ993ဦးရှိခဲ့ပြီး2025ခုနှစ်ဩဂုတ်လကမြေပြင်ကွင်းဆင်းလေ့လာချက်အရရွာသစ်မှာပြန်လည်နေရာချထားပြီးတဲ့အခါစုစုပေါင်းလူဦးရေ991ဦးရှိတယ်လို့သိရပါတယ်။ လူဦးရေရောင်းနေသွားရခြင်းကတော့စစ်ပွဲကာလအတွင်းပြည်မနဲ့ပြည်ပနိုင်ငံတွေကိုတိမ်းရှောင်သွားကြတာတွေကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုထားပြီးအဆိုပါကျေးရွာမှာအရင်ကအိမ်အောင်စု140စုရှိခဲ့ရာကနေ100စုဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုးလုံသွားခဲ့တယ်လို့သိရတယ်လို့ဖော်ပြထားပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့ SpaceX ကမြောက်ရီကြားဖြန့်လုပ်ငန်းတွေမှာအသုံးပြုနေတဲ့ Starlink စက်ပစ္စည်း2500ကျော်ကိုပိတ်ပင်တဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ မြန်မာနိုင်ငံထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေမှာအသုံးပြုနေတဲ့ Starlink ဂျိုရူ Internet ဆက်ပစ္စည်း2500ကျော်ကို SpaceX Company ကပိတ်ပင်လိုက်တယ်လို့အောက်တိုဘာလ22ရက်မှာသတင်းထုတ်ပြန်ခဲ့ကြောင်းနိုင်ငံတကာသတင်းဌာနတွေအရသိရပါတယ်အဲ့ဒီလုံဆောင်ချက်ဟာမြန်မာစစ်ကောင်စီရဲ့ KK Park Cyber ရာဇဝတ်စင်တာထိုးစစ်ဆင်မှုနဲ့ဆက်စပ်နေပြီးနိုင်ငံတကာရာဇဝတ်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုရဲ့တစိမ့်တစ်ပိုင်းလည်းဖြစ်တယ်လို့သိရပါဗျာ။ ထိုင်းနိုင်ငံကနေဆက်အနီးကအင်တာနက်နဲ့လျှက်စစ်တအားဖြတ်တောက်ပြီးတဲ့နောက်စိုက်ဘာလိမ့်လည်ရေးစင်တာတွေဟာမြန်မာနိုင်ငံဘက်ကိုပြောင်းရွှေ့လာခဲ့ပြီး Starlink ဂျိုရူအင်တာနက်ကိုအဓိကထားအသုံးပြုခဲ့ပါတယ်။ Channel News Asia CNN ရဲ့ဖော်ပြချက်အရအဲ့ဒီစင်တာရဲ့အဆောက်အုံတွေပေါ်မှာ Starlink Dish ပြားတွေထောင်ပေါင်းရာချီတက်ဆင်ထားပြီးမြန်မာနိုင်ငံမှာ Starlink ဟာအင်တာနက်ပံ့ပိုးသူတွေအနေနဲ့ထိတ်တဲနေရာကိုရောက်ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ SpaceX ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Lauren Dreyer ကထုတ်ပြန်ချက်မှာကုမ္ပဏီကိုယ်တိုင်တန်တရားဖြစ်ဖွယ်နေရတွေကိုရှာဖွေတွေ့ရှိပြီးအဲ့ဒီစက်တွေကိုပိတ်ပင်လိုက်တယ်လို့အတည်ပြုခဲ့ပါတယ်။အဲ့ဒီစက်နာရီဟာကမ္ဘာတဝန်းမှာရှိတဲ့လူတွေကိုချစ်ခင်ရေးလိမ့်လည်မှုယင်းနှမြုပ်နှံမှုလိမ့်လည်မှုတွေနဲ့နှစ်စဉ်ဒေါ်လာဘီလီယံချီဆုံးရှုံးစေခဲ့တယ်လို့လည်းသိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက် Casual နဲ့ Brave Photo ကပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်။